ကဲဆိုတော့ဒီကနေ့ကိုကျွန်တော် ပြထားပါတယ်ကျွန်တော်ရေးတဲ့အထဲမှာကကျွန်တော်933လို့ကျွန်တော်ရေးပေးခဲ့တယ်เนาะကျွန်တော်ကိုထဲစီလိုင်းထဲမှာကျွန်တော်933လို့ဒီလိုမျိုးရေးပေးခဲ့တာအခုပြမယ့် site ကသူက393เนาะဒဲပဲဘောပြန်လည်းမင်းဆိုနဲ့သွားတိုးပြီเนาะ393เนาะ တဲ့အဲကျွန်တော်တို့မာဇွန်ကူနဲ့နောက်သုံးခက်လိုင်းထဲမှာဒီပွဲကိုအပူ9ဗရိတ်သို့မဟုတ်10ဗရိတ်ပေါ့နော်အဲ့ဒါတွေကအများကြီးစုံပြီးတော့ကြတယ်အဲ့ဒီထဲမှာကျွန်တော်တို့အပူနဲ့9ဗရိတ်ကိုဩခက်ဩခွက်ရွေးကစားထားတယ်ကိုကိုခွန်နော်အဲ့တော့အရင်ကန်းနေအားလုံးက900 1000ထိုးထားပြီပါအင်းနော်အဲ့တော့အခု ဒီ site ကကျွန်တော်မပြရင်ကျွန်တော်မိတ်ဆွေတွေ933လို့ပဲဒဲထိုးကြမှာပဲเนาะ933လို့အားချင်မှလည်းအားကြမှာအဲ့တော့မအားလို့မရဘူးเนาะကျွန်တော်စလွှင့်နေလိုက်မှာတော့ပြောခဲ့တယ်ပြီးခဲ့တဲ့ဘွဲရှစ်ခါအောင်ငယ်လို့ရှစ်ပါဝါဒီဘွဲကိုသုံးထိပ်စီဝင်လို့ရတယ်လို့ကျွန်တော်ပြောခဲ့တာရှိတယ်အဲ့ဒါလေးတွေတတိထားအဲ့ကျွန်တော်တို့ဒီ9ဆုံးခုနှစ်2005ခုနှစ်ထဲမှာ ရှေ့ပေါင်း9ကရှေ့ပေါင်း9လို့เนาะ ဆောင်းနှစ်ပွဲကျော်တက်ပေါက်ပြီးတော့အပိတ်နှလုံးက9ခွန်အတွဲတရွဲထွက်တယ်နော်နောက်တစ်ခုဒီမှာလည်းဖြစ်တယ်ရှေးပေါင်းကိုကရှေးပေါင်းကိုလို့ရိုက်တယ်အပိတ်နှလုံးကခွန်9နောက်ပိတ်တရွဲထွက်တယ်နော်သူ့ရဲ့ဖြစ်စဉ်ကထူးခြားချက်ကအဲ့ဒါပဲနော်ရှေးပေါင်းကိုဘာလို့9ခွန်တရွဲထွက်တယ်ညာဒီမှာရှေးပေါင်းကိုခွန်9လို့တွဲထွက်တယ် အခုဒီမှာရှေ့ပေါင်းကိုကရှေ့ပေါင်းကိုလို့ရိုက်တယ်ငါးနောက်ပိတ်ခွန်နောက်ပိတ်နေပဲသူပဲစားတယ်เนาะတခြားကဏ္ဍနဲ့မနစ်ဘူးဒီငါးခွန်နှလုံးနဲ့နဲ့နှစ်တယ်အဲ့ဒီမှာကဏ္ဍကို93ခွန်90ဒီမှာ90 93ခွန်ဒီမှာကြတော့545 363 6ပရိတ်6ပရိတ်4ပရိတ်ပေါ့เนาะဟိုဒီလိုဖြစ်နေဒီမှာလဲ6ပရိတ်4ပရိတ်ဒီမှာ4ပရိတ်6ပရိတ်သူအဲ့လိုမျိုးဖြစ်နေတာ အဲ့ချိန်ပေါင်းကိုးတွေရိုက်တယ်ဒီနှလုံးကနှိလို့ရိုက်တယ်ပေါ့အဲ့ဒီဒီနှလုံးနှိချိန်ပေါင်းကိုးကိုးလို့ရိုက်တဲ့တနှစ်ကြော်ကျွန်တော်တို့ကစားတော့မယ်နော်အဲ့မှာသူကနောက်ထပ်ထောက်ချက်တစ်ခုကဒီခွန်ခွန်ပါဝါဗရိတ်နှိလို့ရိုက်တာနော်သူကနေ2 3 4ဝက်တက်တဲ့ပြီးမှခွန်ပါဝါဗရိတ်နှိလို့ထွက်တယ် ဒီမှာလည်းတူတူပဲဒီရှေးပေါင်း9ရဲ့ရှေ့နှစ်မှာခွန်နောက်ပိတ်လို့ကြတယ်အဲ့ဒီခွန်နောက်ပိတ်က1 2 3 4ချိန်တက်တဲ့ပြီးမှာခွန်ပါဝါပရိနှင်းလို့သူကစားတယ်နော်နောက်ဒီမှာလည်းရှေ့ပေါင်း9ရိုက်ထားတယ်သူ့ရဲ့ဘေးချင်းကပ်၄ဘွဲမှာခွန်အပိတ်တယ်အဲ့ဒီခွန်ဒီ1 2 3 4ဘွဲတက်တဲ့ပြီးမှာပရိနှင်းလို့သူထဲတယ်နော်အဲ့ဒီပရိနှင်းဒီခွန်တွေကဒီနှလုံး9ခွန်နှစ်ခဲ့တာနော်ဒီမှာ9နဲ့ခွန်နဲ့နှစ်ခဲ့တာ ဒီမှာ9နဲ့9နဲ့နှစ်ခဲ့အဲ့ဒီ9နဲ့9နဲ့နှစ်ကိုနှစ်ပါဝါခွန်ပိတ်ပြီးမှဗရိတ်နှစ်ကို ပြန်ထည့်တာเนาะအဲ့တော့ဒီဇက်လန်းထဲမှာ9နဲ့2နဲ့ကစားကွက်ပါတယ်ဗောဗျာเนาะအဲ့ကျွန်တော်တို့နှစ်ဦးတော့ကတပွားပွားကျွန်တော်ပြောခဲ့ဘူးတယ်တို့9ဇွန်းနဲ့9နှစ်ထဲမှာ9ဇွန်းနဲ့9နှစ်ထဲမှာ9ဇွန်းနဲ့9နှစ်ထဲမှာ3နောက်ပိတ်ပြီး3နောက်ပိတ်ဇောင်းတက်ပြီးတော့အပူခွာထွက်တယ် เนาะအခုဒီမှာလဲကျွန်တော်တို့၃နောက်ပိတ်ဒီ၃နောက်ပိတ်ဇောင်းတက်အပူခွားထွက်၃ပူးတွေကြီးထွက်တာเนาะ၃ပူးတွေကြီးထွက်တာဒါဆိုရင်ဒီမှာကျွန်တော်တို့၃နောက်ပိတ်က၃နောက်ပိတ်ဇောင်းတက်၃ပူးထွက်သွားပြီအဲ့တော့ဒီနေရာမှာ၃နောက်ပိတ်ဒီ၃နောက်ပိတ်ဇောင်းတက်ပြီးတော့၃အပူးထွက်မလားเนาะအဲ့ဒီ၃အပူးထွက်လို့ရှိရင်၅ဇွန်းနဲ့ခုနှစ်ထဲမှာကျွန်တော်ပြောထားတဲ့တစ်ခွက်ရှိတယ်ဒီ၃633ပေါ့เนาะကျွန်တော်တို့တစ်ခါဩခဲ့သေးတယ် ဒါလေးလည်းကြည့်ရင်ထိုးပေါ့နော်ဒီပွဲမှာ၃ဘူးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုင်းမှာကသူကထောက်ချက်တစ်ချက်ဟတာက စောင်းမှာပရိနှစ်မရှိဘူးနော်အဲ့ဒီမှာသူကလည်းဒီနှစ်ကနှစ်လို့ရိုက်တာပဲအဲ့သူကနေအချိန်ခိုင်းမှာနော်သူကနေအချိန်ခိုင်းမှာမှကျွန်တော်တို့၃နောက်ပိတ်က၃နောက်ပိတ်နဲ့အဘူးခွကစားတယ်နော်အဲ့အခုဒီမှာကတော့သူကထောက်ချက်ကအပြည့်စုံလာတယ် ဒီခွန်ခွန်ပါဝါနှစ်ပရိတ်လို့ရတယ်သူဆောင်က3နောက်ပိတ်ဒီသူရဲ့နောက်နှစ်ကို3နောက်ပိတ်အငိမ့်နဲ့ဒီ3ဒီ3နောက်ပိတ်အငိမ့်နဲ့3အပူအခွထွက်တယ်နော်အဲ့ဒီ3လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပိတ်3လုံးကို तू က6လို့သူထည့်နော်နောက်ပိတ်3လုံး6လို့ထည့်ဒီမှာခွန်ဒီခွန်ပါဝါနှစ်လို့ရိုက်တယ်ရိုက်တယ်သူရဲ့ဆောင်မှာ3ပိတ်တယ်အဲ့ဒီ3ပိတ်ဒီ3နောက်ပိတ်လို့ထည့် ဒီသုံးနေသုံးလုံးပိတ်လို့ထည့်တယ်တန်းဒီနောက်သုံးလုံးကသူကခွန်လို့သူထည့်နော်6ပြီးတော့ခွန်လို့ထည့်အခုဒီမှာခွန်နောက်ပိတ်ခွန်ပါဝါပရိနှစ်သူ့ဆောင်းမှာ3ပိတ်တယ်အဲ့ဒီ3ဒီဒီဆောင်းကို3လို့နောက်ပိတ်တက်လိုက်တာနဲ့နောက်ထောင်3လုံးကလည်း8လို့နော်ခွန်8 3ဆိုပြီးနောက်ထောင်3လုံးကိုလည်းသူက8လို့တခါတည်းချုပ်ထားတယ်အဲ့ကျွန်တော်တို့နောက်ထောင်3လုံးက3 3ည3 6 သုံးတော့ပိတ်က3တော့ပိတ်လို့တက်တယ်ဒီမှာနောက်တော့3လုံးခွန်ခွန်3ဆိုတော့နောက်တော့3လုံးကခွန်ခွန်ဖြစ်လိုက်ပြီးတာနဲ့3တော့ပိတ်က3တော့ပိတ်လို့တက်တယ်အခုဒီမှာကျွန်တော်တို့နောက်တော့3လုံးက8လို့ရိုက်တယ်3တော့ပိတ်က3တော့ပိတ်လို့တက်အောင်3အပိတ်စီကစားမယ်ကစားတဲ့နေရာမှာ3အပူဖြစ်ကမယ်3အပူဖြစ်ကမယ်3အပူဖြစ်ကမယ်နော်3အပူဖြစ်ကမယ်အဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့ နှစ်တွေကိုးတွေကိုသူကဘယ်လိုလုပ်တုံးဆိုတော့ဒီရှေးပေါင်းကိုးဒီရှေးပေါင်းကိုးလို့တက်ပြီးတော့သူ့ရဲ့တပွဲကြော့မှာကိုးပါပါထက်သေးသုံးလုံးကိုသူကလေးလို့ရိုက်တယ်နော်လေး6ရဲ့30ကို9နဲ့9နဲ့က4ဆိုတော့နော်သူက4လုံးပေါင်းရင်4လို့ဖြစ်တယ်အဲ့ဒီ4ဒီကိုးပါပါ4 4 6 5ဆိုတော့9 9နဲ့9နဲ့ပေါင်းရင်4နော်အဲ့ဒီရှေးပေါင်းကိုးရဲ့ပါပါထက်သေးတောင်4လုံးက လေးလို့သူပြန်ထည့်ထားတယ်။နောက်တဲ့တစ်ခါမှာလည်းဒီလိုပဲဒီရှေးပေါင်းကိုဒီရှေးပေါင်းကိုလို့ရိုက်ပြီးတယ်နဲ့သူ့ရဲ့တပွဲကြော်မှာထက်စီးတောင်လေးလုံးကိုလေးနော်5 6 3ဆိုတော့လေးလို့သူဖြစ်တယ်။နော်လေးလို့သူဖြစ်တယ်။ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဒီခြေပေါင်းကိုဒီခြေပေါင်းကိုလို့ရိုက်ပြီးတော့သူ့ရဲ့တပွဲကြော်မှာခြေပေါင်း၄ဖြစ်အောင 6နဲ့2နဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့1เนาะ1ကို4ဖြစ်အောင်တို့ဒီနေရာမှာ3ထိပ်စီထည့်ရအောင်3ထိပ်စီထည့်လိုက်မှခဏန်း4လုံးပေါင်းခြင်းရလက်4လို့မြည်เนาะအဲ့တော့ဒီဘက်မှာအဲ့ဒီ၄ကိုရိုက်ဖို့ဟာဒီဘက်မှာ၈ကို၈ကိုရိုက်ခဲ့တာဟုတ်နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခါဒီခွန်နဲ့ဒီ၅နဲ့သူကနှလုံးပေါင်းကိုသူက2ခွန်၅အတွဲလိုက်တာနော် ီမှာဗရိတ်နှစ်တာဒီမှာခွန်ထားတာအဲ့တော့အဲ့ဒီခွန်ကိုဒီခွန်ကိုဒီဗရိတ်နှစ်ကိုကျွန်တော်တို့ကဒီခားလေကောင်မှာခွန်လို့ပြန်ထည့်နော်ခွန်လို့ပြန်ထည့်ဆိုငါးရဲ့၃ရဲ့ပေါင်း8ရဲ့6ရဲ့ပေါင်း4 4ရဲ့3ရဲ့ပေါင်းရင်ခွန်လို့သူပြန်ထည့်တယ်နော်ခွန်လို့ပြန်ထည့်တယ်ချေပေါင်းညင်းသည့်၄၄လုံးပေါင်း ခါလေးလုံးပေါင်းခြင်းသည်ခွန်၄ခွန်နောက်ဘိတ်သုံးလုံးပေါင်းခြင်းက6နောက်ဘိတ်သုံးလုံးပေါင်းက6เนาะ၄ခွန်6ဆိုဖြစ်တယ်ဒါဆိုရင်ဒုတိယကတ်မှာထက်စီးတောင်သုံးလုံး၄လို့ဖြစ်ပြီးတော့ဒီခွန်သည်ခွန်ပါဝါပရိနှိလို့ရအဲ့ဒီနှိရဲ့ပါဝါခါတောင်၄လုံးကိုကျွန်တော်တို့ကခွန်လို့ထည့်၄ရဲ့တုံညာရဲ့ပေါင်း၄ ၄ရက်9ရက်ပေါင်းရင်၁တက်ကယ်6ရက်ပေါင်းရင်ခွန်လို့ပဲသူပြန်ထည့်တယ်เนาะအဲ့တော့ तू က၄ခွန်နောက်ပိတ်သုံးလုံးကခွန်၄ခွန်ခွန်လို့သူထွက်တယ်เนาะဒါဆိုရင်အခုကျွန်တော်တို့ကစားမဲ့ကစားခွက်မှာဒီနှလုံးနှစ်သွားပြီခွန်လဲထည့်တာပြီခွန်ပါဝါပရိတ်နှစ်လဲထည့်ပြီအဲ့ဒီခွန်ပါဝါပရိတ်နှစ်ကိုကျွန်တော်တို့ကနှစ်ပါဝါခါတော့၄လုံးကို ခွန်လို့ပြန်ထည့်မယ်အဲ့တော့ရှစ်ကနေပေါင်း10 10နဲ့ရှစ်နဲ့ပေါင်းတော့18 18ကိုခွန်ပြအောင်ခိုးခိုးခါထဲမှာခွန်ဆိုတာ तू ကလိုက်မယ်နော်အဲ့တော့ तू က4ခွန်6ဆိုပြီးတော့ तू ကပေါင်းခြင်းနောက်ပိတ်3လုံးက8ခါတော့4လုံးကခွန်ထိတ်3လုံးက4 8ခွန်4ဒီမှာနောက်ပိတ်3လုံးကခွန်ခါတော့4လုံးကခွန် ဖြည့်စည်၄လုံးက၄ခွန်ခွန်၄လို့ဖြစ်တယ်เนาะအဲအခုကျွန်တော်တို့ဒီမှာနောက်ပိတ်၃လုံးက6နောက်ပိတ်၃ရှိတာပေါ့1 6ကအစောကြီးလွှင့်လာတာစလွှင့်နေတဲ့1 6နဲ့လွှင့်လာเนาะနောက်ပိတ်၃လုံးက6ခါတောင်၃လုံးကခွန်ဖြည့်စည်၃လုံးက၄เนาะ6ခွန်၄လို့ဖြစ်တယ်အဲအဲ့ဒီ size အတိုင်းနာသူကထွက်လာခဲ့ရင်၃အပူလေးဖြစ်တယ်เนาะ အဲဒီမှာလဲ3အပူနဲ့363ဒီမှာက393အခုကျွန်တော်တို့ကအဲ393ထည့်မယ်ပေါ့နော်ဒီမှာတော့633အဲ့တော့ကျွန်တော်ဟိုရက်ကကျွန်တော်ပြခဲ့ပါတယ်ကျွန်တော်မိတ်ဆွေတွေကိုအဲ့တော့ဒီ90နဲ့ခုနှစ်နော်90ခွန်ခွာလို့အဲ့ဒီနှစ်ထဲမှာ633ဟိုတူလိုက်ထွက်တော့တွက်76ခွာပြီးတော့နော်76အတွဲအောက်ပေါ့ဗျာ6နောက်ဘိတ်အောက်ထွက်တာ ကသူကနေလာလိုက်ကျွန်တော်ကိုးပြီးတော့ခွန်စွန်းတဲ့နေ့မှာကိုးခုံပါတယ်အဲ့ဒီနေ့ထဲမှာ633ကအော်တိုလိုက်ထွက်တယ်နော်အော်တိုလိုက်ထွက်တယ်ခုနကတော့ချစ်ချောက်ပြီးတော့ဒီမှာချစ်ခွန်လို့ခွာရတဲ့အောက်မှာသူထွက်တယ်နော်ဒါဆိုရင်အခုကျွန်တော်တို့အလက်နေဦး60ခွန်ခွာထားလို့ချစ်နောက်ဘက်ကို၈နဲ့တွဲထွက်မယ်၈၈အတွဲထွက်ထားတယ်မတော့မခွာဘူး မရှိရှိအတွဲလိုက်ထွက်ထားတဲ့အောက်မှာအဲ့ဒီ933အာကအော်တိုလာပေါက်နိုင်တယ်လို့ကျွန်တော်အဲ့ဒီနေရာပြောခဲ့တယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေနေနေကကျွန်တော်ကဒီလိုကြီးရေးပြီးခဲ့တာဟုတ်ကိုထိတ်ကြိုက်တာဆိုတော့နော်ဒီလိုရေးပြီးခဲ့တာအခုဒီလိုလဲပြန်ထိုးပါလို့နော်ကျွန်တော်လာပြောတာကြိုက်ရင်လဲထိုးမကြိုက်ရင်လဲမထိုးနဲ့ကံကောင်းရင်ထွက်လာလိမ့်မယ်ကံမကောင်းရင်မထွက်ဘူးနော် ဒါကျွန်တော်နောက်တိုးတစ်ခွက်ကြိုက်လို့ကိုတမင်တကာလိုက်လာလွှင့်ပြီးတော့ပြောတာဟာ690ရှိလားတဲ့690ပြထားတာဘူးတုံးတုံးကအော်ထားပါတယ်ဟုတ်တယ်ဩဝါမှာနော်အပူကိုခွာဆိုတာလေကျွန်တော်ရှိမှာတဘုံကြီးရိုက်တတ်လို့ကိုမကုန်ဒီဘွဲမှာပူးမယ်ခွာမယ်ဆိုတာလေကိုထိုက်တည်တဘုံကြီးနော်เออจนไม่สวยดี ွက်လာကမှမအားလိုက်ဘူးဆိုတာမျိုးဖြစ်သွားမှာဆိုလို့နော်စေတနာနဲ့လာပြောတာသူကဒီ93ကို933လို့သူထွက်တယ်နော်တကွက်ကနောက်တကွက်က393လို့ထွက်တယ်နော်အခုတခါပြန်ထွက်ရင်အဲ့ဒီနှစ်ကွက်ထဲကတကွက်ကျင်းသည်လာလိမ့်မယ်နော်ရှေ့တကွက်399လို့မလာဘူး399လို့339လို့တော့ကျွန်တော်ကတော့မကြိုက်ဘူး အဲ့လိုအော်တိုပေါက်တဲ့ခဏန်းနေတယ်မှာခဏန်း2ကွက်ပေါက်ထားရင်2ကွက်ကပုံစံတူနဲ့ကိုလာလိမ့်မယ်အဲ့ဒါစောင့်ကြည့်ပုံစံတူနဲ့ပဲလာမယ်ဒါကြောင့်မလို့5ပရိတ်ကျွန်တော်အကြိုက်ဆုံးထောက်ထားတာမို့လို့ဒီခဏန်းလေးကတော့ထည့်ပြီးမှဖြစ်မယ်ကျွန်တော်ကအစောကွက်ရွှေ့နဲ့လိုက်တယ်လိုက်လို့မရဘူးဒီခဏန်းနော်ကွက်ရွှေ့နဲ့လိုက်တာလိုက်လို့မရတဲ့ခါကျတော့ခဲမထိုးဘူးကွာရွှေ့မရရင်သူ့ဖြစ်စဉ်အတိုင်းပဲလိုက်ပေါင်းမယ်ဆိုပြီးပေါင်းကြည့်လိုက်တော့သူကမစိုးကြတဲ့ပွဲဘူးနော် ကျွန်တော်တို့အော်တိုပေါက်ကမဲ့ site တွေကလည်းရှိနေသေးတာနဲ့မဆုံးတဲ့ခုနှစ်ထဲမှာ၃အပူလာမယ်ဆိုတဲ့ဟာတွေကလည်းဒီအချိန်မှာသွားရောက်နော်ကျွန်တော်တို့ဒီနှစ်ပရိတ်၃ပိတ်ဆောင်မှာအပူနော်ဒီမှာနှစ်ပရိတ်၃ပိတ်ဆောင်မှာအပူအဲဒီမှာနှစ်ပရိတ်၃ပိတ်ဆောင်မှာအပူအပေါ်မှာလည်းတစ်ခါကျွန်တော်အဲ့လိုပြခဲ့တာနှစ်ပရိတ်၃ပိတ်သူ့ဆောင်မှာအပူဆိုပြီးဟမ်ဒီပွဲမှာကျွန်တော်တို့ အပူမှအပူအော်ရိုက်တာပဲထွက်တာပဲ၃ခုနောက်ပိတ်နဲ့မထွက်ဘူးနော် ုံးလဲမပူးဘူးပေါ့နော်သူကအဲ့တော့ကျွန်တော်တို့ကအခုဒီနေရာမှာသုံးအပူးနဲ့ကစားရင်စိတ်ချရမယ်လို့ကျွန်တော်တွေးကြည့်တာပဲအဲ့ဒါလေးမစိုးဘူးဗျာနော်ကျွန်တော်ကြိုက်တယ်အဲ့ဒါမျိုးစိုက်လေးတွေက